မင်္ဂလာပါဒီနေ့က14ရက်6လ2025ပါဒီနေ့ကျွန်တော်ဘာကြောင်းပြောမှလဲဆိုတော့ဒီကဘာဘာဟော့ဖြစ်နေတဲ့တိုက်ပွဲအကြောင်းเนาะအစ္စရေးနဲ့အီရန်နဲ့ပေါ့เนาะအားလေးပြောပါမယ်ပြီးခဲ့တဲ့ရက်ပိုင်းကအစ္စရေးလီဒါကစထရော့တဲ့လိုင်းเนาะခြင်းသေးတကောင်ရခွန်အားအဲ့ဒီအမီနဲ့ဒါစစ်စင်ရေးတစ်ခုကိုပြုလုပ်ခဲ့တယ် တော့အဲ့ဒီစစ်စင်ရေးကလေးနာကြည့်တဲ့အခါမှာအထူးကြားတယ်ပေါ့နော်ထူးကြားတယ်နောက်ပြီးအန်အောဖို့လည်းကောင်းတယ်နောက်တစ်ခုကဘာလဲဆိုတော့ယူကလီးယားစက်ရုံတွေရှိတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာမျိုးတွေကိုပြင်မှတ်ထားပြီးရွေးချယ်ပြီးတော့မှတိုက်ခိုက်သွားတယ်ပေါ့နော်အဲ့တော့ယူကလီးယားစက်ရုံရှိတဲ့နေရာတွေဆိုတာကလုံခြုံရေးအင်ပလန်တင်းကျပ်တဲ့နေရာတွေဖြစ်တယ်လို့ကျွန်တော်တို့ဒီ air defense တွေပေါ့နော် air defense တွေကိုအမြင့်ဆုံးအထားတဲ့နေရာတွေအဲ့အတွက်ပေါ့နော် အဲ့တော့ဒီလိုလုံခြုံရေးအဆင့်အတန်းပေါ့နော်လုံခြုံမှုအဆင့်အတန်းအမြင့်ဆုံးရှိတဲ့နေရာတွေကိုတိုက်ခိုက်တာကိုအီရန်ကဘာလို့မကာကွယ်နိုင်တာလဲပေါ့ကျွန်တော်တော်စိတ်ဝင်စားသွားတာနော်တိုက်တယ်ဆိုတာလည်းဟိုအစ္စရေးဘက်ကနေပြီးတော့မှ drone တွေဒုံးပြန်နေပေါ့ဗျာဒုံးပြန်နေလှုပ်ပြီးတော့မှအဲ့လိုတိုက်တာလည်းမဟုတ်ဘူး fighter တွေနဲ့ပေါ့နော်လေယာဉ်တွေနဲ့တွားပြီးတော့မှဘုံကျဲထိုက်ခိုက်တာပေါ့နော်အာလေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက် အော်လေရင်တွေကဒါဆိုလို့ရှိရင်အီရန်ပိုင်နဲ့တည်းတည်းပြောလို့ရှိရင်လေချောင်းပိုင်နဲ့ပေါ့နော်အဲလေချောင်းပိုင်ဆိုင်မှုချိုးဖောက်ခံရတဲ့အနေအထားတိအရှက်နေရစရာကောင်းတယ်ပေါ့နော်အဲ့အဲ့လို air defense အလုံးစုံမှုအမြင့်ဆုံးရှိတဲ့နေရာမှာဘာကြောင့်မကွယ်နိုင်ရတာလဲသွားပြီးတော့မေးစရာရှိရပေါ့နော်ကျွန်တော်လည်းစိတ်ဝင်စားတော့ဒါမို့သူ့ရဲ့ air defense တွေကအလုံးမလုံးလို့လားကင်းမမီတော့လို့လားပေါ့နော်အတို့ဖို့ israel ရဲ့ဆေးပြူဟာက block ကောင်းနေလို့ပဲပေါ့နော် နောက်တစ်ခုကတိုက်ပွဲပြီးသွားတဲ့အချိန်မှာအီရန်ကနေပြီးတော့မှပြန်ပြစ်တဲ့ drone တွေပေါ့နော်အဲ့ drone တွေကရောအလုပ်ဖြစ်ခဲ့လားအစ္စရေးကရောဘယ်လိုကာကွယ်ခဲ့တယ်လဲဒါရီကိုအခုဒီအစီအစဉ်မှာကျွန်တော်တင်ပြသွားပါမယ်နော်ကျွန်တော်လေ့လာရသလောက်နော်ဖတ်ရှုရသလောက်ဟုတ်ပြီအစ္စရေးရဲ့အခုအစီအစဉ်ကြီးကကျွန်တော်တို့ဝေဟင်ကနေပြီးတော့မှမြေပြင်ကိုတိုက်ခိုက်တဲ့အစီအစဉ် ဝေဟင်မြေပြင်ကနေဝေဟင်မဟုတ်ဘူးမြေပြင်ကနေမြေပြင်လည်းမဟုတ်ဘူးအဲဝေဟင်ကနေပြီးတော့ပါမြေပြင်ကိုတိုက်ခိုက်ရေးစစ်ဆင်ရေးဖြစ်တာကြောင့်လေရင်နေသုံးတယ်အဲသူသုံးတဲ့လေရင်တွေကသူတို့ရဲ့ Israel ရဲ့နာမည်ကျော် F35 F35 လေရင်နောက်တစ်ခါ F60I sofa ပေါ့နော် F60I sofa အဲ့လေရင်နောက် F50I ram ပေါ့နော် ram အဲ့လေရင်တွေကိုသုံးသွားတယ်ပေါ့နော် ဲ့လေရင်တွေမှာအဲ drone တွေကတော့ pattern drone တွေပေါ့ guided ပေါ့နော် guided drone တွေကို guided drone တွေဘုံတွေဘုံတွေဆိုတဲ့လို pattern ပါတယ်ပေါ့နော် guided တွေပါဒါမျိုးတွေနဲ့တက်ဆင်ပြီးတော့မှာအသုံးပြုသွားတယ်သူဒါတွေ့ရတယ်ပေါ့နော်တရင်တွေမှာအဲ့တော့ဒါကတော့တိုက်ခိုက်ရေးလေရင်တွေပေါ့နော် F60I F65 အဲ့လိုအဲ့လိုလေရင်တွေသုံးရတာပေါ့နော် pattern drone တွေနဲ့ဟုတ်ပြီနောက်ထပ်သူကဒီအဲ့ဘုံကျဲမဲ့လေရင်တွေကို အီရန်လေတပ်ကနေပြီးတော့မှတံပြန်တာပြီးတော့မှတိုက်ခိုက်မယ်လေချောင်းကနေပြီးတော့တက်ပြီးတော့မှနော်တံပြန်တိုက်ခိုက်မယ်ဆိုလို့ရှိရင်ကာကွယ်ပေးဖို့အတွက် F60C F50C အဲ့လေမျိုးစားနှစ်ခုပေါ့နော်အဲ့လေမျိုးစားနှစ်ခုတော့ air guard ပေါ့နော် air guard ပုံစံမျိုးနဲ့အသုံးပြုသွားတာတကယ်ပုံချဲမဲ့လေရင်တွေက 60i နဲ့ 50i air guard က 60c နဲ့60 50c အဲ့ကောင်နေ air guard တွေအသုံးပြုသွားတာပေါ့နော် ုတ်ပြီဘလောက်အဲကတ်ထားတာဗျာရောက်လာပြီဆိုတဲ့ဟိုကလီကာရဲကမသိဘူးလားသိရမယ်လीเนาะသိရမယ်အဲ့ဒါဆိုလို့ရှင်အဲ့ဒီ F60 50တွေ F60 တွေဒီလေရင်အုတ်ကြီးပေါ့ဗျာဒီလေရင်အုတ်ကြီးကအီရန်နိုင်ငံတည်းထိရောက်သွားတယ်ပေါ့နော်စီးရီးယားနေဖြတ်ပြီးတော့စီးရီးယားနိုင်ငံကိုဖြတ်ပြီးတော့အီရန်နိုင်ငံထိထိုးပေါက်ရောက်သွားတယ်ပေါ့နော်အဲ့တော့ထိုးပေါက်ရောက်သွားတဲ့အချိန်မှာအဲကတ်တွေမလုံနေအဲကတ်တွေအလုံးမလုံဘူးလားပေါ့နော်မလုံတော့ပါဘူးအဲကတ်တွေနော်အလုံးမလုံတဲ့အခါကျတော့ ီနိုင်ငံရဲ့အလဲပိုင်းမှာရှိတဲ့ Netherlands မြို့မှာရှိနေတဲ့ nuclear ဆက်ရုံပေါ့နော်တိုက်ခိုက်ခဲ့တယ်အဲ Israel တွေအတွက်ဒါတော်တော်ကို အရေးပါတဲ့စီးရေဖော်ဆောင်မှုတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်အဲဒီစစ်စင်ရေးမှာအဲ Israel တွေကပေါင်900တို့ယူဆရတဲ့ JDAM ပဲထိန်ထုံးနေပေါ့နော်ပဲထိန်ပိုးနေပေါ့နော်ဒါတွေကိုအဓိကအသုံးပြုသွားတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီ ခုနပြောသလိုပဲစီးရီးယားကိုဖြတ်ပြီးတော့မှเนาะအီဇရဲလီလီဒါအုပ်ကြီးပေါ့ဗျာเนาะအဲ့အုပ်ကြီးကဝင်လာတယ်အခုဘုံလဲကျဲသွားတယ်ကဲဝင်လာတော့လည်းမသိဘူးလားကျဲတော့လည်းမသိဘူးလားเนาะဒီ air defense တွေဘာလုပ်နေလဲဒါတော်စိတ်ဝင်စားစရာကောင်းတယ်အဲ့တော့အဲ့မှာသတင်းတွေမှာပေါ့เนาะဘယ်လိုလုပ်သွားလဲဆိုတော့ဒီလေချောင်းရကာဝေးစနစ်တွေကအဲ့မှာဒီလေချောင်းရကာဝေးစနစ်တွေအလုံးမလုံးအောင်လို့အာ ဆောင်ရွက်သွားတဲ့စစ်စင်ကြီးကဒီတိုက်ပွဲရဲ့အဆုံးဖြတ်ကိုပေးသွားတာဒီမေကွန်းရဲ့အဖြေအရအဲ့တော့လေဒါအစ္စရေးလီတဲ့မှာအဖြေကရှိပြီးတာဖြစ်တယ်ပေါ့နော်အဲစစ်စင်ကြီးစတင်တဲ့အချိန်မှာပဲဒီအီရန်နိုင်ငံအတွင်းမှာပေါ့နော်အရင်ကတည်းကဝင်ပြီးတော့လှုပ်ရှားနေတဲ့အစ္စရေးထောက်လှမ်ရေးအဖွဲ့မော့ဆက်စ်ပေါ့နော်မော့ဆက်စ်အဖွဲ့ဝင်တွေကအဲ့ဒီကိုရောက်နေပြီးတာဖြစ်တယ်အီရန်နိုင်ငံတဲကိုတော့ဒီကောင်တွေမသိထောက်လှမ်ရေးပညာလိုက်တာအရန်ထိရောက်တာပေါ့နော်အဲ့ မောဆက်အဖွဲ့ကအသေးကန်เนาะကျွန်တော်တို့ဒီ suicide drone တွေပေါ့เนาะ suicide drone မျိုးတဲပြီးတော့မှအီရန်ထဲမှာကောင်းကောင်းအီရန်စစ်တပ်ရဲ့တကယ်လေကာစခန်းတွေနားမှာဘလို့လောက်တာလေကာစခန်းတွေနားအဲ့မှာစစ်စင်ရဲ့စလဲစရောဒီ bosses ကကြိုတင်ဝင်ပြီးတော့ယူထားတဲ့နေရာတွေကနေပြီးတော့မှဒီအသေးကန် drone တွေနဲ့အဲ့ခုနလေကာစခန်းတွေကိုအလင်းငိုက်တိုက်ခိုက်ချေမှုလိုက်တာ AI အကြောင်းပဲခင်ဗျာအဲ့လင်းအုပ်ကြီးက AI အကြောင်းအဲ့တော့ AI အကြောင်းဝင်ပြီးတော့မှခုနကပြောရဲ Natas မျိုးမှာရှိတဲ့ nuclear site ကိုဘုံကျတိုက်ခိုက်တယ်နော်အဲ့ဒါတော့များတည်တယ်ပေါ့နော်အဲ့တော့ Israel ရဲ့ထုတ်ပြန်တဲ့မှတ်တမ်းတွေအရပေါ့နော် Iran နိုင်ငံကိုဒါ Iran နိုင်ငံအတွင်းမှာစိတ်ဝင်ပြီးတော့မှလှုပ်ရှားနေတဲ့ဒီ Moses အဖွဲ့ကြီးရဲ့တိုက်ခိုက်မှုကြောင့်ဒီ Iran လေကတပ်ဖွဲ့ရဲ့ Raed ပေါ့နော် Raed တာလတ်လီဂါစနစ်တွေနောက်တစ်ခါမာဆတ်တာတိုအဲလီဂါစနစ်တွေပေါ့နော်အဲ့ဒါတွေပျက်စီးခဲ့တယ်နောက်တစ်ခါအစ်ဇရေးလီဒါရဲ့ပယ်ထိန်ဒုံးနေတဲ့တိုက်ခိုက်မှုကြောင့် S300PUM2 လီဂါစနစ်အဲ့ဒါတွေလည်းဖျက်ဆီးနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကအီရန်အီရန်နိုင်ငံဘက်ကဒါဖျက်ဆီးခံရတဲ့ဟာတွေပေါ့နော်အဲ့ဒါအစ်ဇရေးကနေပြီးကောင်းကောင်းဖျက်ဆီးနိုင်ခဲ့တယ်ပေါ့အဲ့တော့သူ့ရဲ့လီဂါစနစ်ကြီးကဘာမှလုပ်မရအောင်ဖြစ်သွားတာပေါ့နော်အဲ့တော့အဲ့ဒီဘက်ကို ဒီအီရန်အီရန်နဲ့ကိုစိတ်ဝင်ထိုးဖောက်နေတဲ့ Moses ထောင်းလိုင်းအဖွဲ့ကရောက်90လောက်ရှိတယ်။အဲ့ဒီမှာပဲအဲ့ဒီအဖွဲ့တွေနဲ့အတူအီရန်နိုင်ငံသားကလည်းစုစုပေါင်းဒီ Moses တပ်ဖွဲ့တွေကိုအီရန်နိုင်ငံသားတရှူတွေပေါ့နော်။သူတို့ကိုပေါင်းမယ်ဆိုလို့ရှိရင်စုစုပေါင်းအင်အားကအီရန်နိုင်ငံထဲမှာ1300လောက်ရှိတယ်။နေဦးနော်။နေဦးအီရန်နိုင်ငံသားတွေလည်းခင်ဗျအစ္စရေးဘက်ကနေဝင်တိုက်နေတဲ့လူတွေရှိတယ်နော်။ တော့ဘယ်နေရာမှာမဆိုဘာမှယုံကြည်စိတ်ချလို့မရဘူးဆိုတာဒါပြတာကိုယ်နိုင်ငံသားဖြစ်နေပြီပဲလေနော်အဲ့လိုစစ်စင်ရေးစတင်ချိန်မှာပဲဒါအီရန်စစ်တပ်ရဲ့လီဂါစနစ်တွေပယ်ထိန်ထုံးတွေအတီကန်ပယ်ထိန်ထုံးတွေကိုပေါ့နော်အတီကန်ကျွန်တော်တို့ဒီအစ္စရေးရဲ့နော်အတီကန်ကာမီကာစီအဲဆူဆိုက်ဒရုန်းတွေကပေါ်ပွဲဖြတ်စီခဲ့တယ်ပေါ့နော်ပေါ်ပွဲဖြတ်စီမှုတွေပြုလုပ်လိုက်တယ်အဲ့ဒါကြောင့်ဒီအီရန် လီဂါတက်ဖွဲ့တူအဲဒက်ဖန့်စ်တစ်ခုလုံးကတော့ကိုငြိမ်သက်သွားပြီးတော့အငိုက်ပြီးသွားတာပေါ့နော်အဲဒီမှာအီဇွေးလီတက်ရဲ့လှုပ်ချင်တိုင်းလှုပ်တာကိုဒီတိုင်းထိုင်ကြည့်နေရတဲ့အခြေအနေမျိုးဖြစ်သွားတာပါပဲဒါပါပဲအဲ့လိုအခြေအနေမျိုးဖြစ်သွားတာเนาะအဲ့တော့တော်တော်ဒါတော်တော်ကိုပြောရလို့ရှိရင်အဲအတူယူစေလေးစားစရာကောင်းတယ်ပေါ့နော်လှုပ်ချက်တည်းကအဲရန်သူကိုလုံးဝကိုအငိုက်ကိုတွေ့ပြစ်တာเนาะအဲ့ဒီမှာအီဇွေးလီတက်က လေကာစနစ်တွေဒါအရင်တော့ထူထွဲချထားတဲ့ Natas နော် Natas ဒီ nuclear စီမံကိန်းဟောဘုံနေမဆိုင်နေစိတ်ကြိုက်ပေါ့နော်ကောင်းကောင်းစိတ်မြင်နေပြီကြိတ်နော်အဲ့တော့အဲ့ဒီ nuclear စက်ရုံကြီးရဲ့အရေးပါတယ်အဆောက်အဦတွေပျက်စီးတယ်နော်နောက်တစ်ခုက Israel ကအဲ့ဒီ nuclear စက်ရုံတွင်မကဘူးပေါ့နော် Iran နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ဒီ UGF ပေါ့နော် UGF ဆိုတာက အာ commercial underground facility လို့ခေါ်တယ်နော်အဲ့ဒီအဲ့ဒီမြေအောက်စက်ရုံပေါ့နော်မြေအောက်စက်ရုံဒါလည်း nuclear စက်ရုံဖြစ်ပါလိမ့်မယ်နော်အဲ့ဒီစက်ရုံကိုပါတိုက်ခိုက်ခဲ့စက်ရုံဝင်ပေါက်တာအဆောက်အဦတွေအများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့သိရတယ်နော်အဲ့တော့ Israel တဲ့ကအီရန်နိုင်ငံရဲ့အဲ nuclear နဲ့ပတ်သက်တဲ့အဆောက်အဦတွေကိုအာဖြတ်စည်းဖို့တိုက်ခိုက်ရုံနေမဟုတ်ဘူးသူတို့ရဲ့ထိပ်ပိုင်းပေါ့နော်ဒီ new iran ရဲ့ အီရန်နိုင်ငံရဲ့စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်အရာရှိတွေကနောက်ပြီးတော့ဒီနျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်တဲ့ထဲထဲဝင်ပါဝင်နေတဲ့ပညာရှင်တွေကတာဂတ်ထားပြီးတော့မှတုတ်တင်နိုင်ခဲ့တယ်။တကယ်ကိုမှငါသူကမစ်ရှင်ကိုအတိအကျကိုဖော်ဆောင်သွားတယ်ဒီဘိုချုပ်ကြီးတွေအဲဒီပညာရှင်တွေဗမာရှိနေတယ်ဗမာရှိနေအဲ့ဒီနေရာတွေကိုအတိအကျပြင်းတာဗျာ။ငါထောက်လန်းကြီးဘလောက်ကောင်းလဲဆိုတော့နော်။ဘလောက်ကောင်းအောင်ထောက်လန်းကြီးက အဲ့မှာစစ်စုပေါင်း12ယောက်အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ်ဘိုချုပ်ကြီးဦးစိန်စလာမီနောက်တကအီရန်တပ်မတော်ရဲ့စစ်ဦးစီးချုပ်ဘိုချုပ်ကြီးမိုဟာမက်ဘဟာရီနောက်တကအီရန်ထိပ်တိုင်းခေါင်းဆောင်ရဲ့အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့အမီရ်အလီရှာခနီနာမည်ရလည်းဖားရခဲ့တယ်နော်နောက်တကစစ်ဌာနချုပ်ရဲ့အကြီးအကဲဖြစ်သူဘိုမှုချုပ်အဲဂိုလန်အလီရရှစ်နောက်တကအီရန်ထောင်လန်းရေးအစောင့်တပ်ရဲ့ဒုံးကျည်နယ်လေကြောင်းတပ်ဖွဲ့ အကြီးကဲပေါ့နော်ဟာတကယ်အကြီးကဲတွေပဲနော်ဘုံမှုချုပ်ဘုံမှုချုပ်အမားအလီဟက်ချီဟက်ချီတစက်နောက်တစ်ခါအီရန်ဒေါ်လာရင်းအဆောက်တက်မှာရှိတယ်လေချောင်းရဲ့ကာကွယ်တပ်ဖွဲ့ရဲ့တပ်မှုဘုံမှုချုပ်အာဒါပေါ့ရှိုက်ခန်အန်နောက်အီရန်ဒေါ်လာရင်းအဆောက်တက်အောက်မှာရှိတဲ့မောင်းသူပဲလေယူဗီယူဗီလေရင်တွေရဲ့နော်အကြီးကဲဖြစ်တဲ့ဆိုင်အက်ဆာဂျနီနောက်အစ္စလမ် အဇတ်တကတူရဲ့ဥက္ကရာဖြစ်သူမိုဟာမက်မတ်တီနောက်ကအီရန်အနုမျိုးစွန်းအဖွဲ့အကြီးကောအကြီးကဲဟောင်းပေါ့နော်အနုမျိုးအနုမျိုးစွန်းအကြီးကဲဟောင်းအနုမျိုးသိပ္ပံပညာရှင်ဖီရီတွန်အဖွဲ့စီနောက်အဲ့လိုပဲတက္ကသိုလ်ရဲ့ဒီပေါ့နော်သူတို့ဒီအီရန်တက္ကသိုလ်ရဲ့နျူကလ িয়ার ပညာရှင်ပဲနောက်ပညာရရဲ့ခေါင်းဆောင်ဖြစ်သူအတူဟာမစ်မင်နိုချေဟာနောက်တစ်ခါအဲ့လိုပဲဒီတက္ကသိုလ်ရဲ့ပေါ့နော်အနု အနုမြူအင်ဂျင်နီယာပေါ်မောက်ခเนาะအာမက်ရီစာเนาะအနုမြူသိပ္ပံပညာရှင်အာမိုဟာလီပဇာတ်เนาะအဲ့လူတွေပေါ့ဆက်နှစ်ယောက်တကယ်ထိတ်တန်းကောင်းဆောင်တွေကြီးကိုပဲပြင်းသွားတာเนาะပူချုပ်ကြီးကနေစပြီးတော့เนาะထိတ်ပန်းကောင်းဆောင်ပူချုပ်ကြီးကနေစပြီးပြင်းတာစီဦးစီးချုပ်ပြာเนาะအီရန်တော်လိုင်းအဆောင်တက်ဖွဲ့ရဲ့စီဦးစီးချုပ်ပူချုပ်ကြီးပြာဟူစင်ဆလာမီအဲ့ရမျိုးကစပြီးကြိုင်တာเนาะဘူချုပ်ကြီးနောက်ကဘူချုပ်အရန်တက်အရန်တက်မရောရဲ့ဘူချုပ်เนาะ တကယ်ကိုဆရာတွေပဲနောက်တစ်ခါဒီနျူကလ িয়ার သိပ္ပံပညာရှင်တွေရွေးချယ်ပြီးတော့စော်ွားတာเนาะစော်ွားတာခင်ဗျာမနေ့3နိုင်ဖွဲမှာစော်တာเนาะအဲ့မနေ့3နိုင်ဖွဲဆိုတော့လူတွေတိတ်ဆိတ်နေတဲ့အချိန်အဲ့တော့သူတို့လည်းအိတ်နေတဲ့အချိန်ဒီဒီပေါ့เนาะဒီပညာရှင်တွေဒီပိုချုပ်ကြီးတွေအိတ်နေတဲ့အချိန်သူတို့အိမ်မှာသူတို့အနားယူနေတဲ့အချိန်အဲ့တော့အတိအကျသူတို့ရဲ့အဆောက်အဦတွေသူတို့ရဲ့အိမ်တွေကိုအတိအကျပြင်းသွားတဲ့သဘောလို့တွတ်တွေ့ရတာပေါ့เนาะအဲ့တော့ အဲ့ဒီဗိုလ်ချုပ်ကြီးတွေကိုဗျင်းတဲ့အချိန်ကကျွန်တော်တို့ဒီတီဟီရန်ပေါ့နော်တီဟီရန်ဆိုတာအီရန်နိုင်ငံရဲ့မြို့တော်ဒေသစံတော်ချင်းဘယ်နဲ့3နာရီခွဲ3နာရီခွဲအဲ့မှာတွေ့ထုတ်သွားတာပေါ့နော်အဲ့တော့တည်င်းနေရေဖော်ပြချက်အရအစ္စရေးလေတဲ့တိုက်ခိုက်မှုကြောင့်အဲ့အီရန်စစ်တပ်ရဲ့တပ်မှုအပါအပါကတော့စုစုပေါင်းပေါ့နော်တပ်မှုတွေရောဗားတွေရောပေါ့စုစုပေါင်း20ဦးပေါ့နော်20ဦးတေဆုံးသွားတယ်ကြာဆုံးသွားတယ်ဆိုပြီးတော့မှအာတည်င်းနေဖော်ပြချက်အရသိရတယ်ပေါ့နော်အဲ့ဒါအပြင်ကို အစ္စရေးလီဒါကဒီအီရန်နိုင်ငံရဲ့အနောက်ပိုင်းမှာရှိတဲ့အီရန် drone တပ်ဖွဲ့ရဲ့မာဗျူဟာမြောက်ဒုံဒုံဒုံးကြီးစကန်ပေါ့နော်ဒုံးစကန်တစ်ခုပေါ့တိုက်ခိုက်ခဲ့သေးတယ်နော်အဲ့ဒီဒုံးစကန်မှာပဲဒီကွန်တနာဘုံးနေနဲ့ပုံဖြတ်ပြီးတော့မှထဲသွင်းသိမ့်ထိမ့်သိမ့်ထားတဲ့ပယ်ထိန်ဒုံးပစ်စင်73ခုနဲ့ဒုံးနေထပ်မှန်ပြီးတော့တူထောင်ထားတဲ့ဒုံးကိုတော်ပေါ့နော်ဒုံးကိုတော်နှစ်ခုကိုလည်းပြင်းနိုင်နေတယ်အတိအကျတွေပဲနော်တော်တော်မဟာဗျူဟာမြောက်တဲ့ စစ်စင်ကြီးပြာနော်စီးရေးပြတ်မှတ်တွေကိုပဲတိတိကျကျကိုလူရောပစ္စည်းကိုလူရောလဲဒီစီးရေးပြတ်မှတ်ဖြစ်ရပစ္စည်းကလည်းဒီပြတ်မှတ်ဖြစ်ရအတိကျကိုလုပ်ပါတာခင်ဗျအီရန်ကလုံးဝကိုငုတ်တုံးမိပြီးတော့မှဒိုကောင်အစ္စရေးလုံးသမားကိုဒီအတိုင်းထိုင်ကြည့်နေရတဲ့ဘဝဖြစ်သွားတာအဲ့ဒီမှာတွေကဘာလဲဆိုတော့စီးရေးဟိုပါပေါ့နော်စီရေးအရေးသွေးပေါ့နော်အရေးသွေးတိုက်ခိုက်ရေးဆွမ်းရေးပေါ့လက်နက်အမျိုးအစားပေါ့ ဒီမာဗျူဟာဗျူဟာခင်းချင်းတဲ့ဟာအီရန်ဘလို့မှအစ္စရေးကိုတရားနဲ့ပတ်သက်ပြီးတော့မဘလို့ကရှင်နိုင်စွာမရှိဘူးဆိုတော့ပေါ်သွားတာပေါ့နော်ဒါပေမဲ့ဘလို့ပဲထိုင်ကြည့်နေထိုင်ကြည့်နေအဲပြန်ပြီးတော့တိုက်ရမှာပေါ့ကိုယ့်ရဲ့ဘုံသိခါရှိသေးရဲ့နော်အော်ပြန်တိုက်မယ်ဆိုတာလေအစ္စရေးကကြိုပြီးတော့မှကြိုတွက်ပြီးသားလေနော်ကြိုတွက်ပြီးသားပြန်တိုက်မှာပဲသူ့ရှိကိုလာမှာပဲဒုံးကြီးတွေလာမှာပဲဆိုတော့သူကကြိုတွက်ပြီးသားအဲ့အတွက်လေပြင်ဆင်မှုကောင်းကောင်းလုပ်နိုင်ခဲ့တယ်အဲ့တော့အီရန်ကပြန်တိုက်တဲ့အချိန်မှာအစ္စရေးတို့ ကျိုးတင်ပြင်ဆင်ထားတာတွေပါရှိသေးတော့ဘာမှမရှိသူ့ကိုတိုက်ခံမှာသူဝုံတိုင်းလို့ထပြီးတော့မှဒါပြန်ပြီးတော့မှကိုယ့်ရဲ့ဂုံတိတ်ခါအတွက်ပြန်တိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတော့အမှန်ဆိုလို့ရှိရင်အဲအီရန်အနေနဲ့လည်းကျိုးတင်ပြီးပြင်ဆင်ထားပါငါ့ကိုလာတိုက်လို့ရှိရင်ငါကောင်တာအတက်ကိုထိအောင်ဘယ်လိုပြန်လုပ်မလဲဆိုတာမျိုးเนาะပြန်ပြီးတော့မှစဉ်းစားထားရမှာပေါ့နော်ဒါမဲ့သူတို့စဉ်းစားပုံကလာတိုက်လို့ရှိရင်ငါးရှိငါးရှိလာတိုက်ငါလည်းဒုံနဲ့ပြန်လှုပ်မယ်။အော်ဒီကောင်လေးလည်းငါးရှိကဒုံပြန်လို့ဘောလုံးနဲ့မလာရဲတော့ပေါ့ငါးရှိမှလည်း air defense တွေရှိနေတာပဲ ။အိုးကအနီးကပ် air defense တွေအကုန်ချိန်မုံးလိုက်တဲ့အခါကျတော့လေရင်တွေကခင်ဗျအီရန်နိုင်ငံထဲမှာလှုပ်ရှင်နိုင်ရင်လှုပ်ချသွားတာဘာမှလုပ်မရအောင်ဖြစ်သွားတယ်နော်ဘလောက်အရှက်ကွယ်။အဲ့လိုပေါ့နော်။အဲ့တော့နောက်ဆုံးတော့သူကလည်းပြန်ပြီးတော့မှပြန်တိုက်ရမယ်တာဝန်ရှိတာ။သူ့ရဲ့ဂုံတိတ်ခါအတွက်အဲ့ဒီမှာသူကအသေးခံ drone အစင်းကြီး100ကျော်နဲ့ပြန်ပြီးတော့မှပြန်ပစ်တယ်ပေါ့နော်။အော်ပြန်ပြစ်မယ်ဆိုတာလေအစ္စရေးကဂျူတင်ပြီးတော့မှတုံးတက်တာနဲ့ဂျူတင်ပြီးတော့မှယူဆတာတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အစ္စရေးလေကြောင်းရဲ့ကာကွယ်ရေးတပ်ဖွဲ့ AI M9 နဲ့ Pattern 4အမျိုးအစားဒီ Tar 2ဟောတော့ဝေဟင်ကနေပြီးတော့ဝေဟင်ပြက်ဒုံးနေနေပေါ့နော်တက်ဆင်ပြီးတော့မှ Leader ရဲ့ဒီခုနကျွန်တော်တို့အသုံးပြုသွားတယ် F60 AI Sofa ရဲ့နောက်နောက်ပြီးတော့ရေတက်ရဲ့ SAR 6เนาะအဲ့အတန်းစာတမောတွေပေါ့အဲ့တမောကနေပြီးတော့မှအကျိုးတင်ပြင်ဆင်လာတာပေါ့အဲ့ဒီကနေပြီးတော့သူတို့အခုအီရန်ကပြစ်လွှတ်လိုက်တဲ့ drone drone တွေကိုပြန်ပြီးတော့မှခြေမုံနေပေါ့နော်တချို့ တလေလေမျိုးပေါ်ကြာတာရှိတယ်။အခုအဲဒိုင်ရရတဲ့လူတွေရှိတယ်တော့နော်ကျွန်တော်တို့အေရှားမှာဒီကြားပြတ်တိုက်ခိုင်းဟိုနေပေါ့အီရန်ကနေပြစ်လွတ်လိုက်တဲ့ drone တွေကြောင့်အဲဒိုင်ရရတဲ့လူတွေလည်းရှိရဲဆိုပြီးတော့မှတရင်တွေလည်းတက်တယ်ပေါ့နော်။အဲ့တော့ Israel ကာကွယ်မှုကတလောက်တင်မကပါဘူး။အဲ American လေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေကလည်းပြန်ပြီးတော့မှအကူအညီပေးထားတာရှိပါတယ်။ American လေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေတပ်ဆင်ထားတဲ့ ရေတပ်ဖြတ်တင်းမော်ဒစင်ကလည်းဒါကူညီပြီးပြစ်ချပေးခဲ့တယ်ဆိုပြီးတော့မှအမေရိကန်တာဝန်ရှိသူတွေကပြောကြားထားတာရှိပါတယ်။အဲ့တော့မြေအမေရိကန်မှာလည်းဒါမြေပြင်အရှေ့ဆိုင်ပက်ထရိုဒုံးကြီးကာဝေးစနစ်နဲ့အရှေ့လယ်ပိုင်းမှာထားရတဲ့ဒါ terminal high attitude ပေါ့နော်။အဲ့ဒီအဲလေချောင်းကာဝေးစနစ်တွေရှိတယ်။အဲ့ဒါအစ္စရေးရဲ့ကနဦးတိုက်ခိုက်မှုတဲ့ဒါအီရန်ဘက်ကပြန်ပြီးတော့မှပြစ်ခတ်ခဲ့တဲ့ပေတိန်ဒုံးတွေကိုအမေရိကန်ကလည်းကြားဖြတ်ဟန်တာပေးခဲ့တယ်ဆိုပြီးတော့မှတရင်နေမှာလည်းတွေ့ရတယ်ပေါ့နော်။အဲ့တော့အခုတော့အဲ့ပေတိန်ဒုံးကြီးတွေကိုကာကွယ်ဖို့အတွက် အာအမေရိကန်ရဲ့ဖြတ်သိမ်းဖို့ US Thomas Hunter ပေါ့နော်အဲ့ဒါကမြေရဲပင်လေရဲ့အနောက်ဘက်မှာအနောက်ဘက်ကနေပြီးတော့ဒီအရှိတ်ဘက်ကိုနော်သွားဆက်သွားဖို့အတွက်ညွန်ကြားထားတယ်ဆိုပြီးတော့အင်ဘီဂိုကနေလာတယ်အဲသတင်းတွေရလည်းသိရတယ်အဲ့တော့အမေရိကန်ကပါအမေရိကန်ဖြတ်သိမ်းဖို့တွေကပါပေါ့နော်ဒါကူညီပြီးတော့မှအီရန်ရဲ့တံပြန်တိုက်ခိုက်မှုကိုဟန်တာနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အီရန်ဘာမှလုပ်လို့မရတဲ့အနေအထားဖြစ်သွားတာပေါ့နော်အတူအရှက်ပြီးပြန်ပြီးတော့မှ drone အစင်း တရားကျော်ပြန်ပြစ်လိုက်ရတဲ့သဘောပေါ့ဗျာနော်။အဲ့တော့မထီရောက်ဘူးနော်ပုစံနေအများကြီးကုန်တာ။အကျိုးတင်ပြင်ဆင်မှုအားနေတယ်လို့ပြောရမှာပေါ့နော်။အဲ့တော့နောက်ထပ်အဟောစင်ကကောင်းနေနောက်ထပ်အဖြစ်ပြက်တစ်ခုကအစ္စရေးရဲ့လေချောင်းစိုးမှုမှုပုံစံပေါ့နော်။လေချောင်းစိုးမှုမှုဘလောက်ရတယ်လဲပေါ့နော်။ air superiority လို့ခေါ်တာပေါ့နော်။လေချောင်းစိုးမှုမှုပေါ့နော်။အဲ့တော့အဲအစ္စရေးလေတပ်ကဘယ်လိုတောင်လုတ်ပြသွားလဲဆိုတော့အဲ့ဒီမှာ ဒီအီရန်နိုင်ငံပေါ်မှာစီးပြင်းမှတ်တွေကိုလှုပ်ရှင်တိုင်းလှုပ်เนาะကြိတ်ရှင်တိုင်းကြိတ်ပြီးတော့မှအေးအေးရောင်းပြန်လာတာအဲ့အေးအေးရောင်းပြန်လာတဲ့လေရင်တွေကိုအီရန်ကဘာမှလုပ်လို့မရဘာမှကိုလုပ်လို့မရအဲ့တော့အဲ့အခြေအနေကဘာလို့ပြလဲဆိုတော့ဒီအီရန်နဲ့အစ္စရေးနဲ့ဆိုလို့ရှင်အသွားပြန်ဆိုလို့ရှင်ကျွန်တော် Google Map ပါထောက်ပြီးတော့မှเนาะတိုင်းကြည့်ရမိုင်အသွားပြန်ဆိုမိုင်2000လောက်ပေါ့နော်အဲ့လောက်ဝေးအဲ့တော့စီရ မလောက်ဘူးလေနော်လေရင်စီကမလောက်မလောက်ဘူးဆိုတော့အဲ့အသွားပြန်မိုင်းနေတော့ကြောင့်ခီးဝေးတဲ့ခါကျတော့လေရင်စီရဲ့လိုအပ်ချက်ရှိအဲ့ဒီတော့သူဘာလုပ်လဲဆိုတော့ Syria ရဲ့ Syria ကောင်းကင်ရံမှာ Boring 707အကြီးစားဒါစီပြေလေရင်ကြီးတွေပေါ့စီပြေလေရင်ကြီးရဲ့နောက်ပြီးတော့ KC 130H အလက်စာစီပြေလေရင်ကြီးပေါ့နော်အဲအဲ့ဒီလေရင်ကြီးတွေနဲ့အာ AC ခဏစီပြေအဲ့လိုမျိုးတဲ့နော်အဲ့လိုမျိုးဘာမှမလုပ်နိုင်ဘူး အီမာဒီတိုင်းတိုင်းကြည့်နေတယ်သူတို့စီပြေနေတာဒီတိုင်းတိုင်းကြည့်နေတယ်အဲ့ဒီလိုအခြေအနေမျိုးကြီးဖြစ်သွားတာတော်တော်အရှက်ဟိုပြောရရင်တော်တော်ရှက်စရာကောင်းတာပေါ့နော်အရှက်ရစီတာပေါ့ဒီစစ်စင်ကြီးကအဲအထီးလဲနာတယ်လို့အရှက်လည်းရစီတယ်ပေါ့နော်နောက်တစ်ခုကဒီနေချောင်းစုံမှုပေါ့ပဲနော်ဒီစစ်စင်ကြီးတစ်ခုလုံးကိုအတင်းဆောင်မဖြစ်ဖို့အတွက် command ပေးနေတာပေါ့နော် AEW ဆိုရယ်လေရင်တစည်းပေါ့နော် AEW ဆိုရယ်လေရင်ကျွန်တော်ပြတာအဲအဲ့လိုပေါ့ ဒီကောင်ကမြေပြင်ကနေကောကမန်ပေးနေရမဟုတ်လားဝေငင်ကနေကောမန်ပေးနေရနော်အဲ့ AEW လေးရတယ်အဲ့စီးရီးယားနိုင်ငံရဲ့ကောင်းငင်မှာပက်ပြန်ပြီးတော့ကောမန်ပေးနေဟာဘလောက်မိုင်းလိုက်တယ်ဟမ်စစ်စင်ကြီးတယ်အရန်ပြောင်ပြောင်းတဲ့စစ်စင်ကြီးတရက်ကိုဆင်နွှဲခဲ့တာပေါ့ဒါကကျွန်တော်အခုပြောနေတာကအီရန်ခန်းလို့ကျွန်တော်ကပြောလို့ပြောရတယ်မဟုတ်ဘူးကျွန်တော်ကဒီစစ်စင်ကြီးကိုဆင်နွှဲတဲ့နေရာမှာအရန်လှလို့ပေါ့နော်သူတို့သုံးရတဲ့ view ကအရန်ကောင်းလို့ပေါ့ တစ်ခုနဲ့တစ်ခုကျွန်တော်တို့ကလေ့လာစရာတစ်ခုဖြစ်ပေါ့နော်ဒါကိုပြောချင်တာကျွန်တော်တို့ဘသူနိုင်တယ်ဘသူရှုံရှုံစစ်ဖြစ်တာကတော့ကျွန်တော်တို့ကသဘောမကျပါဘူးလူတွေတေးရတယ်လေနော်လူတွေတေးရတယ်လူသက်တွေတေးရတော့အဲ့တော့သဘောမကျပါဘူးအဲ့တော့ဟိုတုံးအားတဲ့ viewer တွေကိုသဘောကျလို့ပေါ့နော်တေချာလေးကိုစနစ်တကျလောက်သွားတာအဲ့တော့အင်ဇင်ကပြီးခဲ့တဲ့နှစ်ကလေးကအီရန်ကသွားပြီးမှနော် drone အနေနဲ့အစင်းတရာကျော်နဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်အဲ့အဲ့ထည့်ကအင်ဇင်ရဲ့ဂျိန်းတာဟေးမင်းတို့အမှုန့်ကျိမယ်နော်ဆိုပြီးတော့ပြောထားတယ် ပြတော့ဒါသူစိတ်ရှိရှိနဲ့တေချာစီမံချက်ချပြီးတော့မှအချိန်ယူပြီးဘတ်ပေါင်းစုံကနေလုံးဝပြည့်ပြည့်စုံပြီဆိုတော့မှဒါအခုလုတ်သွားတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အခုလိုပြည့်ပြည့်စုံတဲ့စစ်စင်ကြီးတစ်ခုကိုဆင်လွှဲနိုင်မှုအတွက်အဓိကအချက်ချာအကြဆုံးကတော့မောဆက်ပါပဲနော်မောဆက်ထောက်လိုင်းရဲ့အဖွဲ့ရဲ့စွမ်းအားကတော့ရန်သူကိုသူတို့ရဲ့ရန်သူကိုတူတူတော်တော်လေးကိုပေါ့နော်တုံလုံးစိမ့်မယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ခင်ပါတယ်အဲ့တော့အခုလိုရှေ့ပြေးချိန်မုန်းနိုင်ရင်အတွက်လည်း တို့ကအီရန်နိုင်ငံအတွင်းကိုကြိုတင်ပြီးတော့မှလာပေါင်းများစွာလာပေါင်းများစွာပြင်ဆင်ပြီးတော့မှအဲ့မှာနေခဲ့ရတာပေါ့နော်အီရန်နိုင်ငံမှာတိတ်တဆိတ်အဲ့လိုမျိုးနဲ့ဒါဒီစစ်စင်ကြီးကိုဆောင်ရွက်သွားတာပေါ့နော်အဲ့တော့အဲ့လိုတိုက်ခိုက်မှုလုပ်တဲ့တမန်နှလုံးမှာအစ်ရွေးလေတာကမယမနာလူချောင်းတိုက်ခိုက်မှုတွေလုပ်တယ်တောင်းလျှောက်ပြီးလုပ်ပြီးဘသူမှအထီးကမရှိဘူးသူတို့ဘက်ကနော်အဲ့လိုအထီးအထီးကခင်ဗျတစုံတစားမှမရှိပဲထုတ်သွားတာအဲ့ဒါကိုအံ့ဩတာဗျာနော်လင်းရင်တစည်းအောင်ပြတ်မကြဘူး ိုင်းတော့အထီးကိုင်းမရှိလို့ွားတာဘယ်တော့ပြီးပြီလဲဆိုတော့စစ်စင်ရို့ဗျာတောင်းလျှောက်ပြုတ်လို့တာနော်တောင်းလျှောက်တော့ပြီးတော့မှအဲစစ်စင်ပြုတ်လို့ပြီးတဲ့အချိန်မှာနှစ်နာရီလောက်ကြာပြီပေါ့နော်စစ်စင်ရို့ခဏရက်နှစ်နာရီလောက်ကြာပေါ့နော်စစ်စင်ရို့ခဏရက်တယ်အဲနောက်ပိုင်းတော့ဒါစစ်စင်ကြီးပြန်ပြီးတော့မှလုံနေတယ်လို့သိရတယ်ပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးနောက်ထပ်နိုင်ငံတကာရဲ့နောက်ဆက်တွဲနောက်ဆက်တွဲနိုင်ငံတကာရဲ့အတန်တွေကတော့အရင်ဆုံး Trump ပြောပါမယ် Trump ကတော့ Israel ရဲ့ စစ်စင်ရအထူးအောင်မြင်နေဆိုပြီးတော့ Trump ပြောပါတယ်နော်အဲ့တော့ Iran ကိုတတိပေးပါတယ်အချိန်မနှောင်းငယ်ညှိနှိုင်းဖို့ပေါ့နော် Iran ကိုတတိပေးပါတယ်အဲ့တော့ Iran ကို Israel ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြီးကျယ်အောင်မြင်ခဲ့တဲ့စစ်စင်ကြီးလို့ American Tamar Trump ချီးကျူးတယ် Iran အနေနဲ့ဘာတစ်ခုမှအဖတ်ဆယ်စရာမကြံတော့တဲ့အဆင့်ထိမရောက်ခင်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်သင့်ပြီဆိုပြီးတော့ပြောသွားတယ်ပေါ့နော် Israel က Iran သာ nuclear လက်နက်တွေပိုင်ဆိုင်လာမှာဆိုရင် Israel ရဲ့ရှင်သန်မှုအတွက်ဒါချင်းချောက်လာမှာဖြစ်တဲ့အတွက်အဲ့ချင်းချောက်မှုကိုဖျက်ဆီးဖို့အစ်စင်ကြီးကိုလုပ်ခဲ့တာလို့ကြေညာရဲပေါ့နော် အဲ့တော့အီရန်အစ္စရေးနဲ့ပတ်သက်လို့အစ္စရေးရဲ့အမာခံမဟာမိတ်အမေရိကန်တမရထရန့်ကိုဖုန်းဆက်ပြီးအင်တာဗျူးတဲ့အခါမှာတဲ့ထရန့်ကသူ့အနေနဲ့တေချာဖို့အစ္စရေးဘက်ကအထောက်ခံရည်တည်မယ်လို့အဲ့လိုမျိုးဖြေကြားခဲ့တာရှိတယ်ပေါ့နော်။နောက်ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုကရလပိုင်းကအရန်အောင်မြင်တဲ့စစ်စင်ရေးမျိုးဖြစ်ခဲ့တယ်လို့ထရန့်ကပြောပါတယ်။အဲ့တော့အစ္စရေးစစ်တပ်ကဒီတိုက်ခိုက်မှုမှာအတိုက်လေအစီး200လောက်အတုံးပြုခဲ့တယ်လို့ထုတ်ပြန်ထားတယ်ပေါ့နော်။ထရန့်ကအီရန်နဲ့ အဲအီရန်အနေနဲ့ပေါ့နော်သူပြောခဲ့တဲ့စကားကိုတေချာနားထောင်ခဲ့တဲ့နေပေါ့နော်သဘောတူညီမှုတစ်ခုခုရနိုင်မှုအီရန်ကိုသူကအချိန်ရပေါင်း60တက်မှတ်ပေးခဲ့တယ်ပေါ့နော်အဲ့တော့အခုတော့61ရက်မြောက်နေ့မှာအဖြစ်သွားပြီပေါ့နော်တနည်းအားဖြင့်ဒါသူပေးခဲ့တဲ့အချိန်ကာလတက်တန်းကုန်တဲ့နေ့မှာပဲအစ်ရီကအီရန်ကိုစပြီးမှတိုက်တယ်ဆိုပြီးပြောတယ်ပေါ့နော်အီရန်ဘက်ကတော့ဒီကိစ္စကကုလသမဂ္ဂမှာအမေရိကန်ကပါဝင်ပတ်သက်တယ်ဆိုပြီးမှဆွဆွဲထားတာတော့ရှိတယ်နော်အခုတော့အီရန်အရာရာအနောက်မကျသွားခင်အချိန်လေးကိုနားလေရွှေနှွေးပွဲသဘောဝိုင်းစီပြန်လာပြီးတင့်ပြီး ပေါ့နော်အဲ့တော့အီရန်မှာသူတိထားတဲ့အရန်သဘောထားတင်းပါတဲ့သူတွေကတော့တေကုန်ကြီးဖြစ်တယ်လို့လည်း Trump ကအထက်တွင်ပြောသွားတာပေါ့နော်အဲ့တော့ Trump ကအီရန်နေနဲ့ဘာမှမကြံတော့တဲ့အဆင့်အထိဖြစ်မသွားခင်နျူကလ িয়ার အရေးဆွေးနွေးသဘောတူညီမှုတစ်ခုကိုရှာဖွေတင့်ပြီဆိုတာလည်းပြောသွားတယ်မဟုတ်ရင် Israel စီကတိုက်ခိုက်မှုတွေကပိုပြီးတော့မှဒါကြမ်းတမ်းပြင်းထန်လာနိုင်တယ်ဆိုပြီးတော့မှလူမှုကွန်ရက်မှာတတိပေးရေးသားရတဲ့အတွေ့ရတော့တစ်ဖက်မှာတော့ဒါထရန်နိုင်ငံကြီးဝန်ကြီးမာဂိုရူဘီကိုကတော့ ဓမ္မရနဲ့ရှင်ပုံမှုပြောပြောနဲ့အတုံးတုံးတွေကိုတုံးသွားတယ်တဲ့နော်အဲ့တော့အစ္စရေးကဒါအီရန်ပေါ်တပတ်သက်အရေးယူဆုံးဖြတ်မှုလုပ်ခဲ့တယ်အီရန်ပေါ်တိုက်ခိုက်မှုကအမေရိကန်ကတုံးဝပါဝင်ပတ်သက်မှုမရှိသလိုအမေရိကန်ရဲ့လက်ရှိဦးစားပေးရမှန်းချက်ဒေတာရင်းဖြန့်ကျက်ထားတဲ့အမေရိကန်တပ်တွေရဲ့လုံခြုံရေးပဲဖြစ်တယ်ပေါ့နော်ဒါကိုပြောရတယ်။နောက်နောက်တစ်ယောက်ကတော့နေတန်ယာဟုပေါ့နော်နေတန်ယာဟုကတော့အီရန်ပြည်သူတွေအတွက်အုံကြောက်အကောင်းဆုံးအချိန်ပဲလို့နေတန်ယာဟုကပြောတယ်။အဲ့တော့တိုက်လေရင်အစည်းနေရာနဲ့တိုက်ခိုက်ခဲ့လို့ပြည်သူကို ညီမျိုးစုံနဲ့နှိမ့်ဆက်ညှဉ်းပန်းနေတဲ့အီရန်အစိုးရရဲ့စစ်တပ်ဟာအင်အားချိနဲ့တွားချိန်ဒီအချိန်ကအီရန်ပြည်သူတွေအတွက်ယုံထွားဖို့အကောင်းဆုံးညအချိန်ပဲလို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောလိုက်တယ်ပေါ့နော်အဲ့တော့ဗလာဒီမာပူတင်ကတော့အဲအီရန်သမ္မတမာဆိုပီဆက်ခီယန်နဲ့ဒါအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုလို့နဲ့ဖုန်းနဲ့စကားပြောဆင်းနေခဲ့တယ်အစ္စရေးတိုက်ခိုက်မှုကြောင့်အရသားတွေပေါ့အများကြီးတည်ဆုံးခဲ့တဲ့အတွက်အီရန်ကောင်းဆောင်တွေအတွက်ဝမ်းနည်းတယ်ပေါ့နော်အဲ့တော့ကုလသမဂ္ဂပြည်ညင်ကို နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့အစ္စရေးလုပ်ရဲကိုလည်းရုရှားကရှုံချတယ်ပေါ့နော်ပူတင်ကတော့အဒီပေပြောတယ်တချိန်တည်းမှာရုရှားကောင်းဆောင်ကညှိစစ်ဆက်ညှိနှိုင်းမှုအသင့်ရှိကြောင်းနဲ့အစ္စရေးနဲ့အဲအီဗန်ကြားပေါ့နော်ပရိပခရဲ့အရှင်လျှော့တော့သူပါဝင်ကူညီမယ်ပေါ့နော်အဲဆေးတင်းမှမှုတွေဆက်လက်တိုးမြင့်လာမယ်ဆိုလို့ရှိရင်ဒေသတစ်ခုလုံးအတွက်စိုးရတဲ့အကျိုးဆက်တွေဖြစ်တော့မှာဒါတန်တမာကြီးကိစ္စတွေပြောတာပေါ့နော်ပြောရလို့ရှိရင်တော့အဲဟိုပူတင်ကလည်းတိတ်မကြည့်ဘူးပေါ့ဗျာနော်အစ္စရေးကိုတိတ်မကြည့်ဘူးပေါ့မင်းကွာအဲဒါမျိုးပေါ့နော် တော့ဒီကနေ့ဒါကျွန်တော်တင်ဆက်ပေးရတော့အီရန်နဲ့အိရှေးနဲ့တိုက်ပွဲအကြောင်းပါအဲတိုက်ပွဲအကြောင်းဆိုတာထက်သူရဲ့မဟာဗျူဟာနိဗျူဟာခင်းချင်းသွားပုံလေးကိုသဘောကျလို့ပေါ့နော်အဲ့တော့ဒီကုန်းကျုပ်အနေနဲ့ကတော့ဒီနေရာမှာဘသူမှနဲ့ဘသူမှနဲ့ဆိုတာကိုကျွန်တော်မဝေဖန်လို့ရဘူးအဲ့တော့လူတွေတည်တာတော့မကောင်းတဲ့ကိစ္စပေါ့နော်တို့တော့ကျွန်တော်တို့ချုပ်ကိစ္စတွေမှာကောင်းဖို့အာကောင်းလာဖို့အတွက်ပေါ့နော်တချို့လူတွေကတည်ပြီးနေရတာလည်းရှိပါတယ်နော် ကျွန်တော်ပြောချင်တာကလက်ရှိအတူယူစရာစစ်စင်ကြီးနှစ်ခုကျွန်တော်တို့ရှိမှာယူကရိန်းနဲ့အီဇရေးသူတို့နှစ်ယောက်ကသူတို့နှစ်နိုင်ငံလောက်ပြသွားတယ်ပေါ့နော်အဓိကတော့စိတ်ဝင်ထိုးဖောက်ခြင်းထောင်လိုင်းအတက်ပညာနဲ့ drone နည်းပညာတွေကိုပေါင်းစပ်ပြီးခြေမုံသွားတာကိုလေ့လာသင်ပါတယ်ကိုယ်မှာရှိတဲ့အရင်းမြစ်တွေနဲ့ကိုယ့်ရဲ့မြေပြင်အခြေအနေနဲ့ကိုက်ညီအောင်စစ်စင်ကြီးတွေဘယ်လိုပေါ်ဆောင်မလဲဆိုတာကိုတွက်ဆနိုင်ဖို့အတွက်ကျွန်တော်ဒါကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်